ရုပ်ရှင်ထဲမှာလူကျန်းဆိုပေမဲ့အပြင်လောကမှာနှလုံးသားနဲ့လူကျန်းအံ့ကြောအကြောင်းတစ်စိတ်တစ်စောင်းဘရိတ်ကျီအလုံးပဲမင်္ဂလာပါရှင်ရပ်ပံမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှေးကရုပ်ရှင်စကားကြီးထဲမှာဘရိတ်တွေအလုံးမုံတဲ့ဘီလင်ဇက်ကောင်နေရာမှာတရုတ်ဆောင်ရင်ဘရိတ်တွေရဲ့အမုံတရားကိုရရှိခဲ့တဲ့သူကလူကျန်းတရုတ်ဆောင်မင်းသားအံ့ကြောပါလူကျန်းတရုတ်ဆောင်ဦးမြင့်ဝေခေါ်တရုတ်ဆောင်ဦးအန်ကျော်ကိုဖခင်ဦးတင်အောင်မိသားငယ်မိခင်တော်ကျူတို့က1939ခုနှစ် ဇွန်လ6ရက်နေ့မှာမန္တလေးမြို့မှာမွေးဖွားခဲ့ပါတယ်။ဦးအောင်ကျော်မှာမွေးကျင်းကြီးကိုနှစ်ယောက်ရှိတဲ့အနေနဲ့အကြီးဆုံးသားဖြစ်ပါတယ်။တရုတ်ဆောင်ဦးအောင်ကျော်ငယ်စဉ်အခါကမန္တလေးမြို့ရှိ Father Lofon ကျောင်း၌ဒသက်မတဲ့အသည့်ပညာသင်ကြားခဲ့တာပါ။ဒီနောက်မှာတော့စီဝိုင်းရေးလုပ်ငန်းတွေကိုပြည်သူပိုင်းအဖြစ်မသိခင်အတော်ဖြစ်တူရဲ့နဂါတိုက်နိုင်ဆိုင်မှာစတင်အလုပ်လုပ်ကင်ခဲ့တာပါ။အလုပ်ကိုစူးစမ်းလုပ်ကင်နေရင်းကနေရုပ်ရှင်လောကကိုစိတ်ဝင်စားလို့နာကြောင့်မန်တိုမီတို့စားတဲ့တောက်တုံမရလောက်ကင်နေရင်းကနေ ရုပ်ရှင်လောကကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီကနေတစင်တစ်ပြည့်ပြည့်အစင်တက်ကလူဇမင်းသားအခန်းတွေမှာပါဝင်တရုတ်ဆောင်ခွင့်ရရှိခဲ့တာပါ။လူဇမင်းသားကြီးဦးဟန်ကျော်လို့ပြောလိုက်တာနဲ့ကလေးကအစတတိရွေကိုကြားမမရွေးအကုန်သိကြတာပါ။မသိသူရှားတလောက်ပါပဲ။တကံလို့တရုတ်ပါလုံးနာကြောင့်လူကျန်တရုတ်ဆောင်မင်းသားအန်ကျော်မှာတစ်ချိန်တစ်ခါကဟိုလေးတကျော်နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ရုပ်ရှင်လောကထဲကိုရောက်ရှိလာတဲ့အခါမှာလဲသူ့ရဲ့မိဘတပည့်တင်းစောဆောက်ရှောက်ပေးခဲ့တဲ့ လောက်ဦးစရာတွေကတော့ဒရိုက်တာဦးချင်းစိန်ဒရိုက်တာဦးတင်ယူနဲ့ဒရိုက်တာဦးမောင်မောင်မြင့်တော်ပဲဖြစ်ပါတယ်။ဦးဝံကျော်အောင်ဆိုရင်သူ့ရဲ့ဒရိုက်တာကြီးတူရဲ့ညွန်ကြားပြသပြောဆိုဆုံးမမှုတွေကိုစိတ်ရှိလက်ရှိနဲ့သူတွေမတိန်လိုက်လံလောက်ဆောင်လေးရှိသူတူပါ။ဂျူဇာတာကတော့ဦးဝံကျော်အောင်ဆိုရင်လူဇာမင်းသားအခန်းတွေမှာသာတရုတ်ဆောင်ရပေမဲ့လေသူ့ရဲ့ပင်ကိုယ်စရဲကတော့ပျော်ပျော်နေတတ်တဲ့အချင်းစရဲရှိတာပဲဖြစ်ပါတယ်။ တရုတ်ဆောင်လူကြမ်းမင်းသားဦးဝမ်ကျော်ဟာ1969ခုနှစ်မှာဂျော်နီယီအောင်ရထားပို့ဆောင်ရေးဝန်ကြီးဌာနငြိမ်းနဲ့အိမ်တော်ပြုတ်ခဲ့ပြီးတော့တမိတရောင်နဲ့တာတရောက်ထွန်းကားခဲ့ပါတယ်။1983ခုနှစ်မှာဦးဝမ်ကျော်ဟာမြို့သားစာပေစုရမင်းကျော်ရဲ့မြောက်ရီမဂဇင်းပါအခန်းဆက်ဝိတုရှိကိုဒရိုက်တာဦးသူခရိုက်ကူးတဲ့ဘသူပြိုင်လို့လှပါတော့နိုင်စကားဆိုရင်ဇပ်ပို့စုဖြင့်အကယ်ဒမီစုကိုထိုက်တိုက်တန်တန်ရရှိခဲ့တာပါ။ အဲ့ဒီစကားမှဆိုရင်စာမတက်ပင်မတက်တန်းတက်သမားကိုချစ်စရာအဖြစ်ရိုးသားနှုန်အားရောဒေါ်လာတစ်ယောက်ရဲ့သဘောတဘာဝကိုပိုင်ပိုင်နိုင်နိုင်တရုတ်ဆောင်ပြနိုင်ခဲ့ပါတယ်။လူကျန်းကန်းတွေမှာသာတော်တော်များများတရုတ်ဆောင်လေးရှိတဲ့ဥဝန်ကျော်ဟာဘဒုပြန်ရလှပါရောနိုင်စကားမှာတော့ဇက်ယုတ်အိယသနားစပွဲကောင်းတဲ့လူတယောက်အဖြစ်ဇက်ဖို့တူအနေနဲ့ထူးခြားစွာတရုတ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မင်းသားကြီးဥဝန်ကျော်အနေနဲ့မကွယ်လွန်မီအချိန်ထိရုပ်ရှင်စကားကြီးဗီဒီယိုစကားပေါင်း300ခန့်တရုတ်ဆောင်ရွက်ခဲ့ပါတယ်။ ကွယ်လွန်ကဏ္ဍအချိန်မှာလည်းမြမယုံမြင့်တန်းကြားဘာရာရေးတင်တူးနှင့်မြက်အစီအစဉ်ကနေထုံလွန်တဲ့ဘာရာရေးဇလံတွင်မှာလည်းပါဝင်တရုပ်ဆောင်ခဲ့ပါသေးတယ်။လူကျန်းတရုပ်ဆောင်အန်ဂျောဟာရုပ်ရှင်စကားတွေမှာသာကျန်းတန်းယုံပါတဲ့ဇဝင်ကန်းတွေကိုတရုပ်ဆောင်ပေမဲ့အပြင်မှာတော့တော်တော်လေးကိုစိတ်သဘောထားကောင်းမွန်တဲ့လူတယောက်လို့ဆိုကြပါရစေ။အန်ဂျောဟာ1988ခုနှစ်ကနိုင်ငံရေးဖြစ်စဉ်တွေအတွင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာတက်တက်ကြွကြပါဝင်ဖူးပါတယ်ဒီလိုပါဝင်လှုပ်ရှားမှုတွေကြောင့်နောက်ဆုံးမှာတော့လူကျန်းတရုပ်ဆောင်အန်ဂျောဟာနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးရတော့ပါဘူး။ဒါကြောင့်လဲလူချမ်းတရုတ်ဆောင်အန်ဂျွန်ဟာဘဝနဲ့ဝင်စဉ်ပင်မချိုးတဲ့စွာနဲ့ပြတ်တန်းခဲ့ရတာပါ။ဦးမြင့်ဝေကတရုတ်ဆောင်အကယ်ဒမီဦးအန်ဂျွန်ဟာ2009ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာလေငန်းယောဂဝေဒနာခံစားရကဒဂုံမျိုးသစ်မြောက်ပိုင်း59ရက်ကွက်အမတ်2064ဒူရ6လမ်းနေအိမ်မှာပဲကွယ်လွန်ခဲ့ပါတယ်။လူဇမင်သားကြီးအန်ကျော်ကွယ်လွန်တဲ့အချိန်မှာသူဟာအသက်80ရှိပြီဖြစ်ပါတယ်။ ဘဝပြပြလူကျန်တဲ့ရုပ်ဆောင်ကြီးဦးဝမ်းကျော်ဟာမြန်မာရုပ်ရှင်လောကရဲ့ထိတ်ထန်နှုန်းပညာရှင်တို့အဖြစ်သတ်မှတ်ခြင်းခံထားရတာပါဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလူကျန်တဲ့ရုပ်ဆောင်အန်ကျော်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးတော့ကြပါအောင်ရှင်